ကြခင်မှာမင်္ဂလာပွဲအကြီးကျယ်မြင်ရတော့မယ့်ကောင်းပြင်းတဲ့တန်နာဘိုလိုဆောင်တွေပရိသတ်များလုံးမင်္ဂလာပါရှင့်ဆယ်လီအင်ဆိုင်ဒါ page ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။နေ့ရှိတွဲလာတဲ့အနုပညာရှင်ဆောင်တွေတွေထဲမှာအမြဲတမ်းအပြောခံနေရတဲ့အထင်းမှာကောင်းပြင်းတဲ့တန်နာဘိုလိုဆောင်တွေလည်းအပါအဝင်ဖြစ်ပါရစေ။မင်းသားကောင်းပြင်းကတော့သူ့ရဲ့ချစ်ဖို့ကောင်းပြီးတော့အနောက်တိုင်းဆန်တဲ့ရုပ်ရည်တွေကြောင့်လူတီများခဲ့ရတဲ့မင်းသားပဲဖြစ်ပါရစေ။မော်ဒယ်လောကကနေရုပ်ရှင်လောကကိုပြောင်းလဲခဲ့ပေမဲ့အောင်မြင်မှုလုံးဝမကျပဲမြန်မာပြည်ရဲ့နိုင်ငံဒီအကောင်မလေးတွေအကြိုက်ဖြစ်ခဲ့ရတဲ့သူပဲ ဖြစ်ပါတယ် မင်းနာကောင်းပြည့်ဟာအနုပညာလောကကိုဝင်ရောက်ပြီးမကြခင်မှာမင်းသမီးချောရတနာရဲ့ညီမအရင်တော်ဆက်သူမော်ရယ်တန်နာဘုံနဲ့အကြီးစားဖြစ်ခဲ့ရပါမြန်မာပြည်မှာအနုပညာလောကတွေကိုအရေးချင်းစစ်နဲ့ဝင်ရောက်ဖို့အတွက်မလွယ်ကူတဲ့အချိန်ဖြစ်ပါတယ်။ဒါပေမဲ့အနုပညာလောကမှာနေရာရနေပြီးသားဖြစ်နေခဲ့ကြတဲ့သူတို့နှစ်ဦးဟာတရားဝင်ချစ်သူရေးသားတွေဖြစ်နေခဲ့ကြတဲ့အတွက်လူအများကြီးမှာအားကျစရာလည်းဖြစ်ခဲ့တယ်လို့ဝေဖန်စရာတွေလည်းဖြစ်ခဲ့ပါတယ်။အထူးသဖြင့်တော့မြန်မာပြည်လိုမျိုးမင်းကလေးရဲ့တိတ်ခါကိုငဲ့ညာတဲ့နိုင်ငံမှာမင်းများလို့တွဲတော် ဲလာလို့ပြီးတော့လက်မထပ်ထားတဲ့ချစ်သူဇုံတဲတွေဟာလူဝဲများရဲ့အပြောစကားမှာပြောစရာအတင်းစကားဖြစ်တရှိနေကြတာပဲဖြစ်ပါတယ်။ဒီရက်ထဲမှာကောင်းပြေတို့ဇုံတွေကပြိသက်တွေရဲ့ဝေဖန်မှုတွေကိုအ ਨੇ ဆုံးခံရတဲ့အတွဲဖြစ်တယ်လို့တောင်ဆိုရမှာပါ။သူတို့အတွဲလိုမျိုးအခြေအနေတွေ့တဲ့အနုပညာရှင်လူငယ်အတွဲတွေလည်းရှိသလိုတခြားဝိုင်းရဲ့အနုပညာရှင်ဇုံတွေတွေလည်းရှိပါတယ်။ လူမြင်ကွင်းမှာလိုရာထပ်ပို့ပြီးတော့ပလူပြနေတဲ့ဇုံတွဲတွေကတော့အများမြင်မှာတိတ်ခါမဲတဲ့ဇုံတွဲပုံစံတွေဖြစ်နေခဲ့ကြပါတယ်။ဒါပေမဲ့ကောင်းပြေတို့ဇုံတွဲကတော့အနေထိုင်လဲသူတိတ်တယ်လို့လူရှိသူရှိမှလည်းမျက်စိစပင်မွေးစုအောင်ဘယ်တော့မှမနေခဲ့ပါဘူး။အခုချိန်မှာတော့မင်းသားကောင်းပြေတို့ဇုံတွဲဟာမင်္ဂလာလက်မှတ်ရေးထိုးပြီးတော့အကျဉ်လင်မယားအရာမြောက်သွားကြပြီပဲဖြစ်ပါတယ်။မင်္ဂလာလက်မှတ်ရေးထိုးတဲ့အခါမှာလည်းအခြားအနုပညာရှင်တွေလိုကြီးကြီးကျယ်ကျယ်တွေမလုပ်ဘဲနဲ့အကုန်သိခါရှိရှိနဲ့အကျဉ်ချုံပြီးတော့ပြုလုပ်ခဲ့တာဖြစ်ပါတ င်းဒါပေမဲ့မကြခင်မှာတော့သူတို့ပြောထားတဲ့စကားအတိုင်းမင်္ဂလာပွဲကိုတော့အခမ်းအနားစွာနဲ့ပြုလုပ်မှာဖြစ်တယ်လို့ပရိသတ်ကြီးကိုပြောလာကြပြီဖြစ်ပါတယ်။တချို့စုံတွဲတယ်လို့မျိုးအပြောတခြားအလို့တခြားမဟုတ်ပဲတကယ်ပြည်မအဆောင်မှာဖြစ်တဲ့အတွက်အခုချိန်မှာခံမှန်းထားတဲ့ငွေပမာဏလည်းရပြီဖြစ်လို့ကြီးကျယ်တဲ့မင်္ဂလာပွဲကိုပြုလုပ်တော့မှာဖြစ်ပါတယ်။ နှစ်ရှည်တွဲလာတဲ့အနုပညာရှင်ဆောင်တွဲလေးတွေမှာအမှန်တကယ်အပြောနဲ့ညီတဲ့ဆောင်တွဲကရှာပါတယ်။ဒါကြောင့်မလို့အပြောဆိုတွေကိုအလုံးနဲ့သက်သေပြသွားတော့မယ့်မင်းသားကောင်းပြင်းနဲ့မော်ဒယ်တန်နာဘိုတို့ဟာပရိသတ်တွေကိုအမှန်တကယ်ပဲသက်သေပြသတော့မှာဖြစ်ပါတယ်။မင်းသားကောင်းပြင်းဟာတန်နာဘိုရဲ့မိသားစုတွေနဲ့လည်းယဉ်ဒီပြီးတော့အစိမ့်ဆက်ကြောင်းလမ်းမှုတွေလည်းလုပ်ခဲ့တာကြားပါပြီ။အနုပညာအလုပ်ထက်အခုချိန်မှာအခြားအလုပ်ငန်းတွေကိုလည်းလုပ်ကင်နေပြီဖြစ်လို့ဝင်ငွေဖြောင်ပြပြီးတော့မိန်းကလေးတယောက်ကိုတာဝန်ယူနိုင်တဲ့ယောက်ျားကောင်းတစ်ယောက်ဖြစ်နေပြီဖြစ်ပါတယ်။အနုပညာလောကမှာ ာစိုးတန်းလွန်လာတဲ့မင်းသားတွေနဲ့မတူပဲမိန်းကလေးတယောက်ကိုမိသားဖာသားပြပြီးလက်ထက်ယူတဲ့အတွက်မင်းသားကောင်းပြေကတော့လူငယ်တွေအတွက်အားကြအတူယူတဲ့မင်းသားတယောက်ဖြစ်နေခဲ့ပါပြီ။မကြခင်မှာမင်္ဂလာဆောင်ပွဲကိုအကြီးကျယ်ကျင်းပတော့မယ်။မင်းသားကောင်းပြေတို့ဆောင်တွေကိုဂုံပြုစကားပြောရင်းနဲ့ပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်းမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။